အသက်52နှစ်ပြည့်မွေးနေ့လေးမှာလှူဒန်းမှုတွေပြုလုပ်ခဲ့တဲ့အပြင်မိသားစုတွေစုံစုံလင်းလင်းနဲ့မွေးနေ့ပွဲလေးကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့နိုင်ငံကျော်တရုတ်ဆောင်နန္နာလိုင်းမင်္ဂလာပါပရိသတ်ကြီးရှင်တခေတ်တခါကယောက်ျားလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေရဲ့အပေးချစ်ခင်ခြင်းကိုပါရရှိခဲ့တဲ့တရုတ်ဆောင်နန္နာလိုင်းကတော့ဒီနေ့လေးမှာအသက်52နှစ်ပြည့်သွားခဲ့ပြီလေဖြစ်ပါတယ်တရုတ်ဆောင်နန္နာလိုင်းဟာအမှုပညာလောကမှာအအောင်မြင်ဆုံးအချိန်မှာပဲ င်မောပြည့်သူဦးစီတီဟာနဲ့အကြောင်းပါခဲ့ကအနုပညာအလုပ်တွေကိုလည်းရပ်နားလိုက်တာဖြစ်ပါတယ်။တမီး၃ယောက်မိမိဖြစ်လာခဲ့ပြီးတဲ့နောက်မှာလည်းမိသားစုအတွက်နဲ့တမီး၃ယောက်ရဲ့ဘဝရှိရေးအတွက်ကိုသာဦးစားပေးလှူဆောင်ခဲ့တဲ့နန္နာလိုင်ကအနုပညာအလုပ်တွေမလုပ်တော့ပေမဲ့လည်းအခုချိန်ထိပြည်သက်တွေရဲ့အားပေးချစ်ခင်ခြင်းကိုတော့ရရှိနေစေတရုတ်ဆောင်တယောက်ဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ၂ရက်နေ့လေးကတော့တရုတ်ဆောင်နန္နာလိုင်ရဲ့အသက်၅၁နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး တေယုဆောင်နန္ဒာလိုင်ကမွေးနေ့မနက်ခင်းမှာဂျေဆုရှင်မိခင်ကြီးရဲ့ခြေအဆုံးကိုဥခိုက်ကြတော့ခဲ့ကတန်ခါတော်တွေကိုထောပတ်ထမင်းဆက်ကက်လှူဒန်းခဲ့တဲ့အပြင်လမ်းသွားလမ်းလာတွေကိုလည်းထောပတ်ထမင်းလှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ညပိုင်းမှာတော့မိသားစုတွေစုံလင်စွာနဲ့ညစာစားပွဲလေးကိုလည်းပျော်ရွှင်စွာနဲ့ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။တေယုဆောင်နန္ဒာလိုင်ရဲ့အသက်52နှစ်ပြည့်မွေးနေ့လေးကိုမိသားစုတွေစုံလင်စွာနဲ့ကျင်းပခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့ မောင်ဖြစ်သူစိန်ဖြိုးလိုင်ကအခုလိုပဲပြောပြထားပါတယ်။မောင်ဖြစ်သူစိန်ဖြိုးလိုင်ကဒီကနေ့က Happy Nanda Day ပါ။မလက်ရဲ့မွေးနေ့မှုလို့ပါ။ Family Dinner ပုံလေးတွေပါဆိုပြီးတော့မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။တယောက်ဆောင်နန္ဒာလိုင်ကမွေးနေ့ရဲ့ညပိုင်းလေးမှာတော့ချစ်ရတဲ့ညီကောင်မောင်နှမတွေနဲ့အပေါင်းအသင်းတွေကိုဖိတ်ကြားပြီးတော့မွေးနေ့ညစာစားပွဲလေးကျင်းပခဲ့တာလည်းဖြစ်ပါတယ်။နန္ဒာလိုင်ကိုချစ်ကြပြီးတော့ဒီနေ့ဒီချိန်အထိလည်း ူမရဲ့လှုပ်ရှားမှုလေးတွေကိုမျှော်လင့်နေကြတဲ့ပရိသတ်တွေအတွက်တရုတ်ဆောင်နန္ဒာလိုင်းရဲ့မွေးနေ့ပုံရိပ်လေးတွေကိုအခုလိုပဲဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။